ပကံညာဦးခရိုင်ထဲမှာရှိတဲ့တောင်ပီလေယာကျေးရွာတင်းကျိုင်းမြေကျူးကျော်ခံရတာနဲ့ပတ်သက်ပြီးတော့သက်ဆိုင်ရာကအရေးယူဆောင်ရွက်ခြင်းမရှိတာကိုကျေးရွာသားတွေကမကြေမနက်ပြောဆိုနေကြပါတယ်ဒေါ်ရင်မင်းဦးသတင်းပေးပို့ထားပါခင်ဗျာတေကကြော်ကြဲဝန်းနဲ့တောင်ပီလေယာတင်းကျိုင်းမြေဟာဟိုရင်ကလေးကတည်ရှိခဲ့တာဖြစ်ပြီးအခုအခါမှာကျူးကျော်တာတွေကြောင့်လူသေးမျိုးနှံမှုအခက်အခဲရှိနေပါတယ်အဲ့ဒါငကိုရရရှိခဲ့တာပေါ့ပကံမျိုးဟောင်းကြီးရှိခဲ့ရဒီတောင်ပီးတင်းကျိုင်းကနေရာလည်းမရှိခဲ့ဘူးဘဲမလည်းမပြောင်းခဲ့ဘူးဒီနေရာမှာပဲရှိခဲ့တာ ငကုံးကကျေခဲ့တာတော့ဧကတဧကကြော်ကြော်လောက်ကျေခဲ့တာပေါ့အဲ့ဒါအခုကတော့အဲ့တော့ဒီမကျဲခဲ့မကျဲတော့ဘူးဟိုဘက်က AR hotel ကနေပြီးတော့တဖြည်းဖြည်းတဆောင်ချင်းတဆောင်ချင်းတိုးပြီးတော့အဲ့လိုကျူလာလိုက်တာပေါ့တို့တုတ်တန်ဘက်ကိုကြောနေတာကြီးကြောပြီးတတိုင်းနေခတ်ပြီးယူထားတာကြီးအဲကျွန်တော်တို့ကြီးကလူတွေဘာတွေမြုပ်တဲ့အခါမှာအခက်ခဲတွေဓာတ်ဖြစ်နေအဲ့ဒါလက်တွေ့ဒါလူတို့ခံစားနေရတာ တက်ဆိုင်ရာကိုတင်ပြထားပေမဲ့အရေးယူဆောင်ရွက်ပေးတာမျိုးမရှိဘူးလို့လည်းရွာသားတွေကပြောပါတယ်အဲ့ဒီဥစားကိုတက်ဆိုင်ရာကိုလည်းတင်ပြထားတယ်ဒီကြည့်ရရွက်ွယ်အချုပ်ရမှုတွေနဲ့လည်းဒီဟိုတယ်ကနေပြီးတော့ကျူးထားတဲ့ဥစားကိုတရားဝင်သိအောင်လို့မလို့ဦးဇင်းတို့အမစာပို့ပြီးတော့ကန့်ကွက်ထားတယ်ကျူးတာဟိုတာတက်ဆိုင်ရာလူကြီးကြီးလည်းတိတို့တိတယ်ဗျဒါမဲ့သူတို့လုံမပေးဘူးတော့ဘလုံးမှပြန်ပြောထားတာမျိုးမရှိဘူးဘာမှပြန်ပြီးတော့အကြောင်းပြန်ထားတာမျိုးမရှိဘူးပေါ့။မြေကိုတက်ပြီးတော့တတိုင်းနေခတ်ထားတာ ਈ ဒါ ਈ လေ ဒါမြင့်မြင်ပါပဲခုဗီဒူရီဒါခန်းစားနေရမပြိုရဲလို့ကျွန်တော်တို့အသာလေးပဲကြည်နေရရှိဒီမြေကအခုလက်ရှိဒီတောင်မီတရွာလုံးကလည်းဟိုလက်ဆက်ပြီးတော့အသုံးပြုနေတာဖြစ်တယ်ပေါ့အသုံးပြုနေတာဖြစ်တယ်နောက်ဒီတောင်မီလေရကြီးရွာကလည်းဒီတင်းချိုင်းမြေကလွဲပြီးတော့ဘယ်မှသွားပြီးတော့သူမြုပ်နှံလာမျိုးပြူလာမျိုးလုံးလို့မရတော့ကြတော့ဒီတင်းချိုင်းမြေကိုငကုံမူလအတိုင်းပြန်ပြီးတော့ဖြစ်စေချင်တာပေါ့ဒီကိစ္စနဲ့ပတ်သက်ပြီးဇန်နဝါရီလ16ရက်နေ့ကနေ့လယ်3နာရီမှာ အေယာဟိုတယ်နဲ့တောင်မီလေယာကျေးရွာအုပ်ချုပ်ရေးမှုဦးအောင်မင်းတို့ကိုတွားရောက်မေးမြန်းခဲ့ပေမဲ့ပြန်လည်ဖြေကြားခဲ့ခြင်းမရှိပါဘူးကျမရမင်းဦးပါရှင်